ကဲအားလုံးပဲမင်္ဂလာပါဗျာ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Kamzat Chimaev နဲ့ Dragut Duplessis ရဲ့အကြောင်းပြောပါမယ်ပြီးတော့ KSW promotion မှာထိုးတက်ဖို့ပိုလန်ကိုရောက်ရှိနေတဲ့ကိုအောင်လာတို့အဖွဲ့ရဲ့အကြောင်းကိုပြောမယ်နောက်ဆုံးတစ်ခုကတော့ Gabet Ban ရဲ့အကြောင်းပါခင်ဗျာကဲအဆိုရင်ပထမအဦးဆုံးကျွန်တော်တို့ကအာလူတိုင်းစိတ်ဝင်စားနေတဲ့အပွဲပေါ့နော် Dragut Duplessis နဲ့ ခမ်ဇတ်ချီမိုင်ဖ်ရဲ့အပေါ်ရအကြောင်းကိုအရင်ပြောမှဖြစ်ပါတယ်။ဆက်လိုက်ကြရအောင်။လက်ရှိ UFC Middleweight Dan ရဲ့ချန်ပီယံက Dragut Duplessis ပါ။အာအယောဒါဆုံးဝင်ခံရမယ်ဆိုရင်ကျွန်တော်က Dragut Duplessis ရဲ့ fan တယောက်ပါခင်ဗျ။အဲ့တော့ predict တွေကိုသိစေချင်တာပေါ့နော်။အဲ့တော့တဖက်ဆောင်ကြီးဖြစ်သွားမှလည်းစိုးရင်လေကျွန်တော်ပြောတဲ့စကားလုံးအတိုင်းပေါ့နော်။အဲ့တော့တိတိကျကျကိုဟိုဘက်ဒီဘက်မျှပြီးတော့ပေါ့နော်။ အအခုနားထောင်နေတဲ့အခုကြည့်ရှုနေတဲ့အညီကိုရင်ဒီပွဲအပေါ်မှာပေါ့နော်အမြင်တစ်ခုခုရရှိအောင်ကျွန်တော်ပြောပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ Dragon Duplex အကြောင်းပြောမယ်ဆိုရင် One Championship နဲ့ဆက်နွယ်ပြီးပြောမယ်ဆိုရင်တော့ဒီ Roberto Sodic ပေါ့နော် Roberto Sodic ကိုသူက KSW 43မှာ TKO နဲ့အနိုင်ရရှိထားတာခင်ဗျ။အဲ့ဒါတော့တော်တော်လေးကိုအာ One Championship ဘက်ကကြည့်ရင်ပေါ့နော်အပြောများတဲ့ သွင်းဆိုင်တစ်ခုပွဲစဉ်တစ်ခုပေါ့ဒါပေမဲ့အဲနောက်ထပ်မကြေပွဲပေါ့နော် KSW 55ပွဲစဉ်မှာတော့ Roberto Sotic ကသူ့ကို KO နဲ့ပြန်ပြီးတော့အမောက်သိမ့်လိုက်တယ်။ဒါ KSW promotion ပိုလန်မှာရှိတဲ့ promotion မှာဖြစ်သွားတဲ့ကိစ္စပါ။ကြာလဲကြာခဲ့ပြီးလွန်ခဲ့တဲ့2018မှာအာထုတ်တက်ခဲ့တဲ့ပွဲပေါ့နော်။ပြီးတော့ Middleweight တန်းမဟုတ်ပါဘူးဗျ။ Welterweight တန်းမှာသူတို့ကထုတ်တက်ခဲ့ကြတာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ UFC ကိုသူ ရောက်လာတဲ့အချိန်မှာ Dragon Duplexic ကရှစ်ပွဲထိုးပြီးတော့ရှစ်ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။သူနိုင်ခဲ့တဲ့ fighter တွေကိုလည်းတကယ်ကိုတိတ်တိတ်ကျဲ fighter တွေဗျာ။ဒီ Robert White Take ကတော့ပါမယ်။ Israel Adesanya ပြီးရင် Sean Strickland Sean Strickland ကိုသူကနှစ်ချိန်တော့အနိုင်ရရှိထားတယ်။ပြီးရင် Derrick Brunson ပေါ့နော်။ပြီးရင် Derrick Brunson ကိုလည်းအနိုင်ရရှိထားပါတယ်။အဲ့တော့ middleweight တန်းမှာလက်ရှိ နာမည်ကြီးနေတဲ့ fighter Sean Strickland, Robert Whittaker, being Israel Adesanya ဒီ၃ယောက်စလုံးကိုအနိုင်ရရှိတဲ့နောက်ပိုင်းမှာတော့အလုံးလေးတည်တဲ့အတိုင်းပဲတိုက်ဦးပဲကြံပါတော့တယ်အဲ့ဒါကတော့နောက်ဆုံးသူရင်ဆိုင်ရမယ်နောက်ဆုံးကြော်ဖြတ်ရမယ် fighter Kamzat Chimaev ဖြစ်ပါတယ်ဝမ်ဒီပွဲကို ်အခုလာမဲ့ဂျွန်လအတွင်းပေါ့နော်ဂျွန်လအတွင်းမှာပွဲဖြစ်မယ်ဆိုပြီးတော့အားလုံးကလည်းထင်ခဲ့ကြတယ်ပြီးတော့ predicted တွေကလည်းဒီပွဲအပေါ်မှာဝယ်ဖန်မှုတွေများစွာပေါ့နော်ဒီ director duplicate ကိုပပတ်ဆက်ဆက်ပြောဆိုနေတဲ့လူတွေအများကြီးဗျာအာဒီကောင်ခမ်းစက်ချမရဲ့ကိုကြောက်လို့အခုဂျွန်လမှာထိုးတက်မဲ့ပွဲကိုသူကဒီစာချုပ်ကိုလက်မှတ်မထိုးခဲ့တာဆိုပြီးတော့ဝေဖန်နေလို့ရှိတယ်။တချို့ကလည်း Dragon Duplicate တန်ရာရရှိထားလို့ဒီပွဲကို ပွဲဖြတ်လိုက်လေဆိုပြီးတော့ပြောဆိုနေရတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတော့ Predator တွေရဲ့တင်ပြချက်ပြောဆိုချက်ဒါပေမဲ့ Dragon Duplexit ကမနေ့ကမေပါပြန်ပြောလာလေဆိုရင်မင်းတို့ပြောဆိုနေတာရင်းအားလုံးမှားပါတယ်တဲ့။ပြီးတော့လာမယ့်ဂျွန်လမှာလည်းပွဲထိုးဖို့သူကမရည်ရွယ်ထားပါဘူးတဲ့။ပြီးရင် UFC promotion ဘက်ကလည်းသူ့ကိုကန့်လန့်ခဲ့တာမရှိပါဘူး။အဲ့လိုမျိုးတဲကိုရှင်းလာတာဗျာ။ဒါပေမဲ့အခုကတော့ရပါပြီတဲ့။ ပွဲကတော့လုံးဝအဆင်ပြေသွားပြီနှိမ့်နိုင်လို့ပြီးပါပြီတဲ့မကြခင် UFC ဘက်ကပွဲကိုကျင်းညာလာပါလိမ့်မယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်အဲ့တော့သူ့ဘက်ကတော့ပွဲကိုကျင်းညာမယ်ပြီးရင်ပြိုင်ဘက်ကလည်းဘဒူဘဲဝါဆိုတာ UFC ဘက်ကတည်ဝင်ချပြလာမယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ဒါကအခုရပိုင်းတော်တော်လေးကိုနာမည်ကြီးနေတဲ့ဟာပေါ့နော်ဘာဆိုရင်ကမ်ဘတ်ချမိုင်းကတွေ့ကိုတွေ့တင်နေပါပြီ အရင်လာဒီမှာကျွန်တော်တို့ပြောခဲ့တယ်အာလုံးဝ UFC မှာပွဲဖြစ်ကိုဖြစ်တဲ့နေပွဲဆိုပြီးပေါ့နော်အဲ့ဒါကတော့ပထမတစ်ခုကတော့ဒီ LS Paria နဲ့ Megomag and Goliath ရဲ့ပွဲပေါ့နော်ဒီပွဲကတော့ light heavyweight တန်းမှာတကယ်ပဲပွဲဖြစ်ခဲ့ပြီးပြီ Megomag and Goliath အနိုင်ရရှိသွားပါတယ်နောက်ထပ်တစ်ပွဲကတော့ဒီ Khamzat Chimaev နဲ့ Dragut Duplessis ရဲ့ပွဲပါဒီပွဲစဉ်ကလည်း UFC ဘက်ကတကယ်ကို ပွဲသေးပေးမဲ့အခြေအနေမှာဖြစ်လာနေပါတယ်ကျွန်တော်တို့လည်းအဲ့လာပဲစောင့်ရနေတော့ဒါမှပွဲမပေးရင်တော့တည်ရမလားပရိတ်သတ်တွေလည်းဝိုးဝါးနေလို့တော့မှ UFC အဖွဲ့အစည်းကိုပေါ့နော်အဲ့တော့ဒီပွဲကတော့အခု Dragon Duplessis ချပြထားတဲ့ပြောဆိုထားတဲ့အဟာပဲဖြစ်နိုင်ပါတယ်ပြီးတော့နောက်ဆုံးတူပွဲကတော့ကျွန်တော်တို့ Tom Espinor နဲ့ John Jones ရဲ့ပွဲဒီပွဲကလည်းလုံးဝပွဲသင်ပေးမှာကိုရမှာပါပရိတ်သတ်တွေပါအဲ့ဒါမှပဲ UFC ကိုဒီ အဲလက်ခုပ်တီးပြီးတော့ကြိုးဆိုကြမှာဖြစ်ပါတယ်ဒီတိုင်းမဟုတ်ဘူးဆိုရင်တော့ပရိတ်တက်တရားတည်တဲ့အတိုင်းပဲเนาะမျိုးစုံအဲတိုက်ခိုက်မှုတွေဖြစ်ပေါ်လာမှာတေချာတော့ဖြစ်နေပါတယ်โอเคအဲ့တော့အဲ့ဒါကတော့အရင်လှဒီမှာကျွန်တော်ပြောခဲ့တဲ့ပွဲစဉ်ပေါ့เนาะအဲ့တော့ပထမတပွဲကတော့ Michael Mack and Goliath နဲ့ LS Barrier ပွဲတော့ကျွန်တော်တို့ကြည့်ခဲ့ပြီးသွားပြီရင်ကုန်မှုလည်းကောင်းတယ်မကြေပွဲလည်းထက်လာဖို့ရှိနေပါတယ်အခု ဒုတိယပွဲကျွန်တော်တို့အကြည့်ချင်းဆုံးပွဲကတော့ဒီ Dragon Duplexes နဲ့ Kamzat Chimaev ရဲ့ပွဲပါကျွန်တော်က Israel Adesanya ပြီးရင် Kamzat Chimaev ကိုလည်းတကယ်ကိုကြိုက်ခဲ့တဲ့ပရိသတ်တယောက်ဗျာဒါမဲ့နောက်ပိုင်းမှာဒီ Dragon Duplexes ပေါ်လာတဲ့နောက်ပိုင်းဗျာဒီ Robert Fight Taker တွေကို Israel Adesanya တွေကိုအနံ့ယူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီပေကြီးကိုတော်တော်လေးကိုတဘောကြာပါတယ်မှာဒီ Tang Africa သားကြီး လူဖြူပေါ့နော်လူမဲတော့မဟုတ်ဘူးလူဖြူတောင်အာဖရိကသားကြီးကဒီလောက်ထိစွမ်းဆောင်နိုင်ပါလားဆိုတဲ့ဟာကျွန်တော်တော့မှလုံးဝအထိတ်လန့်တော့လုံးဝကိုမချီးကျူးပဲနဲ့မနေနိုင်တဲ့အခြေအနေထိရောက်သွားတယ်။ဘာလို့လဲသူ့မှာကကျွန်တော်အားလုံးသိပြီလားသူ့မှာကအရင်ကြီး talent ဖြစ်တဲ့ပုံစံမျိုးပေါ့နော်တမူထူးခြားနေတဲ့တိုက်ပွဲအဲ့လိုမျိုးကိုကျွန်တော်တို့မတွေ့ရပါဘူးဗျ။ဥပမာဒူးတက်ချက်လား ground game လားပြီးရင် lefty power လားနော် ပြီးကျင်ကျင်လားနှစ်ပန်းလားအဲ့လိုမျိုးတမူထူးခြားတဲ့အကွက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရှာလို့မတွေ့ပါဘူး။ဘာဆိုရင်တူကတိုင်းပေါင်းစုံကိုကျွန်းကျွန်းကျင်ကျင်ကစားနိုင်တဲ့ဖိုက်တာတယောက်ဖြစ်နေလို့ပါ။ဒီအချက်ကိုကျွန်တော်လက်ခံထားတယ်လက်ခံထားတာကြားပြီ။ဘာဆိုရင်ဖိုက်တာတယောက်နဲ့တယောက်ကိုတူပွဲဖြတ်သွားတဲ့ပုံစံမတူဘူးဗျာ။သိမလား။နကူပုံစံအတိုင်းလည်းမချင်းကဘူး Robert White Taker ကိုချင်းကတဲ့ပုံစံနဲ့ Israel Addison ကိုဖြိုးထားတဲ့ပုံစံမတူမြန်ဘူးပြီးတော့ သူနောက်ဆုံးထိုးတက်ခဲ့ရှန်စထရစ်လန်ကို ကစားသွားတဲ့ပုံစံလည်းမတူပြန်ဘူးအဲ့တော့သူကဘတ်ဆောင်ထိုးချင်တယ်ပုံစံမျိုးစုံကစားနိုင်တဲ့ဖိုက်တာပဲဖြစ်ပါတယ်ဒီအချက်ကိုကျွန်တော်ကတော့တဘောကြတာပေါ့နော်အဲ့ဒါကြောင့်သူရဲ့အဖန်ဖြစ်လာတာပါကျွန်တော်လည်းပြီးတော့နောက်တစ်ချက်ကမ်ဇတ်ချမိုင်ယက်ကမ်ဇတ်ချမိုင်ယက်ကအကျွန်တော်အလုံးသိပြီလားခုန Dragon 2 Plus နဲ့လုံးဝအကွဲထက်တယ်ဒီတော့သူကနပန်းကစားတယ်အဲ ground game မှာအားသာတယ် ပြီးတော့သူ့ရဲ့အသက်ကလက်ရှိအသက်30 Dragon Duplex ကအရင်ကြီးမကွာ30တန်းပဲရှိသေးတယ်။အဲ့တော့ဒီပွဲမှာခမ်းသက်ချမိုင်းကသူ့ကို ground game ဆွဲခေါ်မှာအသေးချပဲ။ခမ်းသက်ချမိုင်းရဲ့ ground skill ကိုဒီ gaper ban နဲ့မတွေ့ခင်တော့တကယ်ကိုထူးခြားတဲ့ကောင်ဗျာ။လုံးဝကိုပြန်ဘက်ကင်းပုံစံအနေထားလေးကျွန်တော်ထင်ခဲ့တယ်။ဒါပေမဲ့ gaper ban နဲ့တွေ့တဲ့အချိန်မှာသူကြိုက်တယ်လို့မလုံနိုင်ဘူးဗျာ။ဟုတ်မလား။ ground game ခေါ်မလားဆိုရင်လည်းမခေါ်နိုင်ဘူး။ ပြီးရင်ချုပ်ကော့တယ်လည်းမရအောင် ground and pound နဲ့လည်းအဆုံးမတန်နိုင်ဘူးပြီးတော့ stand file ဆိုရင်လည်း cable band ရဲ့အပြင်းနဲ့လက်တီထိုးချအောင်မှတို့ကတခါလေမူးလွားတဲ့ပုံစံမျိုးအခြေအနေအထိကျွန်တော်တွေ့ခဲ့ရပြီးပြီတမလားအကျိနဲ့ပြင်းလာဗျာတမလား cable band ကအသက်38ဝန်းကျင်ရှိနေပြီဗျာပြောချင်တာအဲ့လိုမျိုး fighter ကိုလူငယ် fighter အသက်28-29အချိန်တုန်းကတမလားသူကစားသွားတဲ့ပုံစံကြည့်ပြကျွန်တော်လုံးဝအားမရတော့အဲ့လိုမျိုးပုံစံအထိဖြစ်သွားတယ်အဲ့တော့ အမရှုံးခင်တုန်းကတော့အာဒီကောင်တကယ်ကိုပြန်ပြန်ခင်ဖြစ်နေပြီဗျာအဲ့လိုမျိုးပုံစံထင်ခဲ့တယ်ဒါပေမဲ့ gay back band နဲ့ရှင်ပြန်ပြီးနောက်ပိုင်းမှာ comes to my fear စကေသူ့ရဲ့ပညာပိုင်းကိုကျွန်တော်ကတော့မေခွန်းထုတ်ချင်တဲ့စိတ်တွေဖြစ်ပေါ်လာတာပေါ့နော်အဲ့လိုကြောင့်ပါအဲ့တော့အခု Dragon Duplex လည်းအသက်က30တနစ်ပဲရှိသေးတယ် comes to my fear ကအသက်30အသက်အရွယ်ပိုင်းခြားတော့အသိမကွာဘူးအမ် ပရိသတ်တွေပြောချင်တာတော့ရှိလိမ့်မယ် target to plus ရဲ့အမောမခံနိုင်ဘူးပေါ့နော်ဒီအကွက်တွေပြောချင်တယ်လို့ရှိပါလိမ့်မယ်ဒါပေမဲ့ तू ကတကယ်ကိုတက်ခတ်ရဲ့အဲဆွမ်းရည်ပြေးပါတယ်ဘယ် fighter ကိုဘယ်ပုံစံနဲ့ချင်းခဲ့ရမယ်ပြင်းရင် तू ရဲ့ energy ကိုဘယ်လိုမျိုးခြွေတာပြီးတော့အဲဘယ်လိုမျိုးကစားရမယ်ဆိုတာပေါ့တတိယကောနားလေတဲ့ fighter ဗျာ target to plus ဆိုတာအဲ့ဒါကြောင့်ဒီကောင်ကိုကျွန်တော်ချီးကျူးတာပေါ့နော်အဲ့တော့အခု तू ပြောဆိုနေတဲ့ပွဲမှာလည်း သူ့ရဲ့အပြင်ဘက်ကခမ်ဆတ်ချမိုင်ဖ်ပဲဖြစ်ဖို့90ရာခိုင်နှုန်းတော့များနေပါတယ်တကယ်လို့ခမ်ဆတ်ချမိုင်ဖ်နဲ့တွေ့မယ်ဆိုရင်လည်းအခုဂျွန်လာကတော့ပရိတ်သတ်တွေစိတ်ဝင်စားတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဒီပွဲကဂျွန်လာမှာမဖြစ်ခဲ့ဘူးဆိုတော့ကျွန်တော်ထင်တာတော့အောက်ဂတ်နောက်ပိုင်းပေါ့နော်ဒီနှစ်အတွင်းအောက်ဂတ်နောက်ပိုင်းမှာဖြစ်လာနိုင်ချေရှိတယ်အဲ့တော့အနိုင်ရှုံးဆုံးဖြတ်မယ်ဆိုရင်ခံမှန်းရမယ်ဆိုရင်ကျွန်တော်ကတော့အကျဉ်းတိုင်းပါပဲ။ Dragon Dublin စစ်ဘက်ကမှရှိနေမှာဖြစ်ပါတယ်။ခံစားချက်မရမကောင်းလို့ပြောတာမဟုတ်နော်။ကျွန်တော်ကအတူကိုအာတန်တရာလည်းဖြစ်မိလို့ပြောတာပါ။ဒီ Gavet Band နဲ့ပွဲတော်ကခံစားချက်မရလှုပ်ပြသွားတဲ့အခြေအနေကိုကြည့်ပြီးတော့ပေါ့နော်။ကျွန်တော်ကတော့အားမရလို့ကျွန်တော်ကတော့အတူကိုတန်တရာဖြစ်မိတာဖြစ်ပါတယ်။အဲ့တော့ဒီပွဲကိုကျွန်တော်ကတော့ Dragon Dublin စစ်ဘက်ချန်ပီယံကပတ်ကာကွယ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ွဲဆိုတော့ဘာမှမဆိုဖြစ်နိုင်ပါဘူးဗျ။အဲ့တော့ပွဲပြီးတော့မှလင်းတိုက်တဲ့အငီကိုပဲတော့ရှိတော့ရှိရဲ့တဲ့။အသာတပါပါပဲ။ဒါပေမဲ့စိတ်ကြိုက်တော့ပြောလို့ရပါတယ်။ဒါပေမဲ့မစေးရင်တော့ရပါပြီ။နော်။အဲ့တော့ကျိုးပြောထားတာဖြစ်ပါတယ်။ Okay အဲ့တော့အခုကြည့်ရှုနေတဲ့ညီကိုရောအာ Dragon Duplexes နဲ့ဒီ Kamzat Chimaev ရှင်ပြန်ခဲ့ရင်ဘယ်သူနိုင်မလို့ထင်ကြပါလဲ။အောက်မှာ comment ချခဲ့ပေးကြပါနော်။အဲ့ဒါတော့ပထမ အာကျွန်တော်ဒီနေ့ပြောဆိုမယ့်အကြောင်းအရာပေါ့โอเคနောက်တစ်ခုကြံပါသေးတယ်နောက်တစ်ခုကဘာလဲဆိုရင်ကိုအောင်လာတို့အဖက်ပါကိုအောင်လာကနီးပြပုံစံပဲအခုနောက်ပိုင်းနီးပြပဲလုံနေတာတွေ့ရတယ်အခုလည်းဒီနေ့ဒီပိုလန်နိုင်ငံပိုလန်နိုင်ငံမှာရောက်ရှိနေပြီဖြစ်ပါတယ် ခုန Dragon Duplex ကစားခဲ့တဲ့ KS Double Promotion တကယ်ကိုကြီးမားတဲ့ promotion ပါဒါလည်း Poland နိုင်ငံမှာတည်ရှိတဲ့ promotion ဖြစ်ပါတယ်ဒီပွဲမှာကိုအောင်လာတို့ Kill Clip FC ရ Fighter နှစ်ယောက်ထိပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီပွဲအတွက်ဆိုပြီးတော့ကိုအောင်လာတို့ကအခု Poland မှာရောက်ရှိနေပြီဖြစ်တယ်အာဘေးအချိန်လဲဆိုရင်ပွဲကြီးအောင်အချိန်က29ရက်နဲ့ဖြစ်သွားမယ်မနက်ဖြန်ညပေါ့ဗျာမနက်ဖြန်ညဆိုပေမဲ့12နာရီမှာအစားမှာပါ ဒီ prelim ပွဲစဉ်က12နာရီမှာစမယ် YouTube channel မှာ KSW YouTube channel မှာ prelim ပွဲစဉ်တော့ကြည့်လို့ရမယ်ထင်တာပဲကျန်တဲ့ဟာတော့ကြည့်လို့မရတော့ဘူးเนาะအဲ့တော့28ရက်နေ့မနက်ပိုင်းပေါ့နော်မနက်ဖန်ကြီး26ရက်နေ့12နာရီဒီပေါ့နော်အာပြောချင်တာတကောင်ရပေါ့ဗျာအဲ့တော့12နာရီကနေ prelim ပွဲစဉ်ကြည့်ရမှာဖြစ်ဖြစ်တယ်အဲ့မှာအဲကိုအောင်လာရဲ့တပည့်အီးတယောက်အဲ့မှာရှင်ပြန်ရမှာဖြစ်တယ်ပြီးတော့ ပွဲစဉ်ခနစ်ပေါ့နော်ပွဲစဉ်ခနစ်မှာတော့နောက်တစ်ယောက်ပေါ့အဲ့တော့ဒီကိုအွန်လိုင်းရဲ့တပည့်2ယောက်ကဒီတပည့်ပွဲကစားရမှာဖြစ်ပါတယ်โอเคအဲ့ဒါတော့ KSW ရဲ့ပွဲစဉ်အကြောင်းပေါ့နော်အနိုင်ရရှိပါစေလို့ပဲကျွန်တော်တို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်အဲ့တော့ကြည့်ရှင်တဲ့ညီကိုတွေခဏပြောခဲ့တဲ့အတိုင်းပဲ YouTube Channel KSW YouTube Channel မှာအာကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါတော့ကိုအွန်လိုင်းရဲ့အကြောင်းပေါ့နောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကပါလဲဆိုရင်ကျွန်တော်တို့အဆောင်မြော်နေတဲ့ ကိုအောင်လာတို့ခဲ clip အစီအရပဲပေါ်လာရင်ကိုအောင်လာတို့ရပေါ်လာရင်ကဲဘက်ပန်းပါခုနကပြောခဲ့တဲ့ comes to my net လုံးဝကိုအပြန်ဆိုင်ပြင်းခဲ့တဲ့ fighter ကြီးပေါ့နော်ကဲဘက်ပန်းကဲဘက်ပန်းရပွဲပြန်ကြည့်ရတော့မှဖြစ်ပါတယ်သူ့ရပွဲကဘယ်နေ့လဲဆိုရင်လာမယ့်မေလ18ရက်နေ့မနက်မှာကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ game ban ကို champion တယောက်အနေနဲ့မြင်ချင်တယ်တမလား သူကတကယ်ကိုကောင်းတဲ့ fighter ဗျာဒါပေမဲ့ကံမကောင်းဆိုတော့ champion ကပတ်တိုင်းခွင့်မခုတင်မရသေးဘူးတမန်အဲ့လိုမျိုးဖြစ်နေအဲ့လေသူတကယ်ချင်းဒီကမာရိုအိုစမန်ရှိနေလို့လည်းဖြစ်နေတာဗောနော်အရင်ဒါပေမဲ့အခုအချိန်ကျတော့ဟာအသက်ကဂေဘဘန်က38နှစ်တောင်ရှိနေပြီအဲ့တော့လွယ်တော့မလွယ်တော့ဘူးဗျာအဲ့တော့သူ့ရဲ့ပုံစံကဘာလဲဆိုရင် UFC ဘက်ကပွဲပေးတဲ့ပုံစံနဲ့သူ့ကို အမြင့်ကိုတက်မဲ့လူငယ်တွေကိုသူကစာမပွဲစစ်တဲ့ပုံစံမျိုးဇပ်ပုတ်တယောက်အနေနဲ့ဗျာပြောမယ်ဆိုရင်ဇပ်ပုတ်တယောက်အနေနဲ့ရှိနေတာဖြစ်ပါတယ်အဲ့တော့လာမယ့်16ရက်နေ့မှာတော့သူကအီကွေဒေါ်ဖိုင်တာကြီးမိုက်ခယ်မိုရဲနဲ့တွေ့ရမှာဖြစ်ပါတယ်မိုက်ခယ်မိုရဲအခုမှအသက်25နှစ်ပဲရှိပါသေးတယ်ပြီးတော့သူ့ရဲ့ထူးခြားတဲ့အချက်ကတော့ MMA ပွဲစဉ်စက္ကန့်ပွဲထုတ်ထားတဲ့အကုံလုံးကိုအနိုင်ရရှိထားပါတယ် UFC မှာကကျွန်တော်တိတ်ချပြန်ကြည့်မှရမယ်အဲ့ဒါ၄ပွဲလား၃ပွဲလားမသိဘူးစတိုက်နိုင်ထားတယ်ဗျအဲ့တော့ရှုံးပွဲမရှိသေးဘူးဝေတာဝိတ်တန်းမှာရှုံးပွဲမရှိသေးဘူးဒါပေမဲ့အရင်တူထိုးတက်ခဲ့တဲ့ fighter တွေကြတော့အရင်ကြီးနာမည်ကြီးတဲ့လူတွေမဟုတ်သေးဘူးဗျအဲ့တော့အာ Michael Moray အတွက်လည်းမလွယ်ကူတဲ့ပြန်ပွဲဖြစ်ပါတယ် Gabe Ban ကအသက်38နှစ်ရှိနေပြီဆိုပေမဲ့တကယ်ကိုကြမ်းနေတဲ့ fighter တယောက်ပါ champion အဆင့်အထိအရင်ကြီးမျှော်မှန်းလို့မရတော့ဘူးဆိုပေမဲ့တင်မလား အာဒီလူငင်ဖိုက်တာတွေနဲ့လည်းတော့သူကတော်လေးကိုပြင်းနိုင်နေတယ်ဗျာပြောပြောမှဆိုရင်သူရင်အသက်အရွယ်အပိုင်းချာတော့ဒီကမာရိုအိုစမန်နဲ့ထိုးခဲ့တဲ့အချိန်ကြီးအကောင်းဆုံးပေါ့နော်ပြီးတော့မှဒီကမ်ဇတ်ချူမိုင်းအဖမဲ့အဲ့မှာတော့နည်းနည်းတော့ကြာတော့အကြပိုင်းတော့ရောက်နေပြီဒါပေမဲ့ဒီကမာရိုအိုစမန်နဲ့ထိုးခဲ့တဲ့အချိန်ကတော့တကယ်ကိုအကောင်းဆုံးအချိန်ဖြစ်ပါတယ်ကမာရာအိုစမန်လည်းအဲ့ချိန်မှာကျတော့အရန်ကြီးကောင်းနေတဲ့အချိန်ဗျာပြောမှဆိုရင်အဲ့ဒါကြောင့်ပဲကေဘာဘန်ရှုံးနေတာပေါ့နော် အဲစိတ်တော့မကောင်းဘူးကေဘယ်ဘန်ချန်ပီယံကပတ်အခုဒီတိုင်မြောက်ခွင့်မရှိဘူးဗောနော်အဲ့ဒါတော့ဘယ်လိုပြောမလဲပြောမယ်ဆိုရင်များအကောင့်တကအကောင့်တွေစုနေတဲ့ promotion ဖြစ်တာကြောင့်ဗောနော်အဲ့ဒါကြောင့်သူလည်းအခုဒီချန်ပီယံမဖြစ်တာလို့ပဲကျွန်တော်မြင်ပါတယ် okay အဲ့ဒါတော့လာမယ့်အစရှိနေ့မှာကြည့်ရမယ်ပွဲစဉ်ပါဒီနေ့ပြောသွားတာတော့ဒီကိုအောင်လာအကြောင်းတော့အဖွဲ့ရဲ့ကေဘက်ဘန်အကြောင်းရဲ့ပြီးတော့မှ Dragon Duplexes နဲ့ Kamsa Chimaya ရဲ့ပွဲအကြောင်းဖြစ်ပါတယ် โอเคအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ် thank you ပါ